ကတိနာစေဝရဒါနကထိန်အလှူတော်မင်္ဂလာအခမ်းနာအနုမောဒနာနှင့်ဩဝါဒတရားတရင်ညဝါလာကျွလာပြီဆိုရင်တရင်ညလာလာပြီကျတရေကနေပြီးတစမုံလာပြီနေ့အထိဒီတလအတွင်းမှာကတိသင်္ကန်းလှူဒါန်းစက္ကတ်ချင်းဆိုတဲ့ ကာလဒါနအထူးခြားဝိသေသကာလဒါနမျိုးပြုလုပ်ကြတာဖြစ်ပါတယ်။တရားရှိခင်သူတော်ကောင်းပေါင်းတို့အားလုံးပဲမိင်္ဂလာပါရှင်။ဒီမရဲ့ channel မှာတရားထူးတရားမြတ်ကိုမျှဝေပေးလိုပါတယ်။ကာလဒါနဆိုတော့ကိလနာလှူတာလဲကာလဒါနပဲခီးသောပုဂ္ဂိုလ်လှူတာလဲကာလဒါနပဲ။ ေါ်ဦးပေါ်ပြားရှားသည်အလိုက် ပေါ်လာတဲ့တည်တည်တင့်တန်လူရလဲကာလာဒနာပဲအာဂနုလူရလဲကာလာဒနာလို့ဆိုတော့ဒီကတိနစေဝရဒါနာကတော့ပို့ပြီးတော့ထူးခြားဝိသေသဂုံနူးနဲ့ပြည့်စုံတဲ့ကာလာဒနာမျိုးစားလို့ဆိုရမှာဖြစ်တယ်။တခြားအချိန်မှာလှူခွင့်မရဘဲနဲ့တစ်နှစ်မှာတစ်လအတွင်းသား လှူခွင့်ရတဲ့ဟာဖြစ်တယ်ထို့သောလှူခွင့်ရတယ်လို့ဆိုတဲ့နေရာမှာလည်းပဲကြောင်းတိုက်တတိုင်းမှာဆိုရင်ကထိန်သင်္ကားဟာတစ်ခါတစ်ချိန်ပဲလှူဒန်းရတာဖြစ်တယ်တစ်ချိန်တစ်ခါပဲလှူဒန်းခွင့်ရတဲ့ဒါနမျိုးဒါကြောင့်မို့ကုန်နုဝိသေသနဲ့ပြည့်စုံတဲ့ကာလဒါနမျိုးဒီနေ့တို့တွေသာသနာတော်နဲ့ဆက်ဆက်ပြီးတော့ ဒါနကောင်းမှု ပြုလုပ်အပ်ပြီပြုလုပ်ရပြီလို့စိတ်ထဲမှာဝမ်းမြောက်နှုတ်မော်သာဓုအချိန်ချင်းခေါ်ပြီးပီတိသောနတ္တတွေဖြစ်နေဖို့လိုအပ်တယ်ပေါ့ကုသကောင်းမှု လုပ်တဲ့အခါမှာဝမ်းမြောက်ဝမ်းသာ ဖြစ်မှုအတိညာနဲ့ရှင်မှုဆိုတာပေဓမ္မအရေးကြီးတယ်ပေါ့ဝမ်းမြောက်ဝမ်းသာဖြစ်ခြင်းကြောင့်စိတ်အားထက်သန်မှုဆိုတာလည်းပါဝင်လာတယ် ဒီထဲမှာကံကံရဲ့အကျိုးကိုသိမြင်ခြင်းလို့ဆိုရဲကမ္မတက္ကတာသမ္မဒိဋ္ဌိညာအရင်ခံပြီးတော့လှူလိုက်မယ်ဆိုလို့ရှင်ဒီကုသကံရဲ့အကျိုးတရားဟာအတိညာပါတဲ့ဘဝမျိုးကိုရပြီးအကောင်းနဲ့အဆိုးအကြောင်းနဲ့အကျိုးလုံးတင်တာနဲ့မလုံးတင်တာခွဲခြားသိနိုင်တဲ့ပင်ကိုဉာဏ်ရရှိတဲ့ပုဂ္ဂိုလ်သူပုဂ္ဂိုလ်မြတ်တွေဖြစ်ပြီးအမှန်တရားကိုကြားနာလိုက်ရတဲ့အခါမှာ တန်တရာဝုကလုကင်းနိုင်တဲ့အတိညာမျိုးထီအောင်ရောက်ရှိသွားနိုင်တဲ့အခြေခံငောင်းတွေကိုရနိုင်ကြတာဖြစ်တယ်။ဒါကြောင့်မို့ကုသကောင်းမှုလုံတိုင်းလုံတိုင်းဟာဝန္တာပီတိဖြစ်ဖို့အတိညာရှိဖို့တနည်းအားဖြင့်ပြောရမယ်ဆိုရင်ဘာလူလူလူတဲ့အခါမှာတက္ကိစ္စဒါနလို့ခေါ်တဲ့စိတ်အားစိုက်ပြီးတတိကြီးစွာထားပြီးစိတ်ပါဝင်စားစွာလှူဒန်းခြင်း စိတ်တိကဒဒါနလို့ခေါ်တဲ့အလူကံပုဂ္ဂိုလ်တွေအပေါ်မှာပူဇော်လိုတဲ့စိတ်တွေချီးမြှောက်လိုတဲ့စိတ်တွေမေတ္တာစိတ်တွေမွန်းထုံပြီးတော့လှူဒန်းခြင်းတဟထာဒါနလို့ဆွဲတိုင်းကိုယ်တိုင်ပါဝင်လှူဒန်းခြင်းအာဂမနဒိဋ္ဌိကောဒီကနေ့လုံးလိုက်တဲ့ကုသိုလ်ကောင်းမှုရဲ့အကျိုးတရားဟာဧကန်ဒိဋ္ဌငါးစီရောက်ရှိလာမှဖြစ်တယ်ဆိုတော့ အမြင်ရှိခြင်းကမ္မတက္ကတညာအမြင်ရှိခြင်းနဲ့မိမိတို့မုံမမြမြရှာဖွေထားတဲ့ပစ္စည်းဥစ္စာတွေကနေခွဲဝေပြီးတော့သွန်ပြတဲ့ပစ္စည်းမျိုးမဟုတ်ဘဲနဲ့လှူဒါန်းခြင်းလို့ဆိုရက်မကန်တဲ့အခြေခံအခြေခံကောင်းတွေနဲ့ပြည့်စုံတဲ့အလှူဒါနရဲ့အကျိုးဟာဖြစ်နေရဖြစ်နေရဘဝမှာကြီးမားသောအကျိုးကျေးဇူးကိုခံစားကြရတာဖြစ်တယ် အချင်းညို့အဖြစ်မြတ်စွာဘုရားဟောတာကိုမှတ်သားကြဖို့ရကားတော်မာနုတိကသတံပတိဒေဝလောကိသရရတိယာသနိဗ္ဗာန်သံပတိတပ္ပမေတိနလဗတိဒီနေ့လို့တဲ့ကုသကောင်းမှုဟာသူချမ်းသာကိုလည်းရှားစေနိုင်တယ်မိမိဆန္ဒအားလျော်စွာနှချမ်းသာကိုလည်းရရှိနိုင်တယ်နောက်ဆုံးမှာ ဘဝဆိုသမျှမရှိတော့ပဲဆင်းရဲဒုက္ခအလုံးစုံလွတ်မြောက်တဲ့နိဗ္ဗာန်ချမ်းသာဆိုတာကိုလေဒီကုသိုလ်ကောင်းမှုက ပေးစွမ်းနိုင်တယ်ဆိုတော့အမြဲတမ်းစွမ်းအားကောင်းတဲ့စွမ်းအားပြည့်တဲ့ကုသိုလ်တဏ္ဍမျိုးဒီကနေ့လောရပြီလို့စိတ်ထဲမှာအကျဉ်းချင်းဝမ်းမြောက်နေဖို့လို့ရပေါ့တဏ္ဍကောင်းမှုကိုအကြောင်းပြုပြီးတော့တရဏဂုံနဲ့သီလကိုလည်းစောင့်တည်ရတယ် တရားဓမ္မကိုလည်းနားယူရတယ်ဆိုကုသိုလ်တွေဟာဆင်ပွားပြီးတော့လာတာဖြစ်တယ်။အဲ့ဒီရရှိလာတဲ့ကုသိုလ်တွေဟာအခုလိုကုသိုလ်စိတ်ဖြစ်ခွင့်ရနေတဲ့ဘုရားဘာသာဝင် သူတော်ရှင်တို့အဖို့မှာတော့အကြိမ်ကြိမ်ဖြစ်ကြလို့မထူးဆန်းမှုလို့ထင်ကောင်းထင်လိမ့်မယ်။တန်တရားမှာသို့မဟုတ်တသက်တာကာလမှာတစ်ခါမှမဖြစ်ဘူးတဲ့ပုဂ္ဂိုလ်တွေအနေနဲ့ ဒီလိုတစ်ချိန်တစ်ခါဖြစ်လျက်ရတဲ့ကုသိုလ်ရဲ့စွာအာဟာဓမ္မကြီးမားတယ်ဆိုစိတ်ထဲမှာခံစားနိုင်ကြအောင်ပါဖြစ်ကဘာမှာရှိတဲ့တန်ပေါင်း9000တော်လူတွေထဲမှာအခုလိုကုသိုလ်စိတ်ဖြစ်တဲ့ပုဂ္ဂိုလ်ဟာအရေးအတွက်များတာမဟုတ်ဘူးဒါလူလောကတွေမဲ့အရေးအတွက်ဟာအနည်းငယ်သာဖြစ်တယ်တခြားတတ္တလောကကြီးတစ်ခုကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်တော့ ဒီလိုကုသိုလ်စိတ်ဖြစ်ဖို့ဆိုတာအလုံးကိုခဲရင်ပါတယ်လို့အဲ့ဒီလိုကုသိုလ်စိတ်မဖြစ်လို့ရှိရင်အခုလိုအကျိုးကျေးဇူးတွေကိုလည်းရရှိမှာမဟုတ်ဘူးဆိုတာသိချတယ်။ဒါကြောင့်မို့မြတ်စွာဘုရားရဲ့သာသနာတော်နဲ့ကြုံတွေ့နေတဲ့အချိန်မှာမိမိတို့ကိုယ်တိုင်ကလည်းတရားစွမ်းအားရရှိကြတယ်။လူဖို့တန်းဖို့ပစ္စည်းဥစ္စာတွေလည်းရှိကြတယ်။အလူကံဖြစ်တဲ့သံဃာတော်ရှင်မြတ်တွေလည်းရှိကြတယ်ဆိုရင် အကြောင်းသုံးရပေါင်းဆက်ညီညွတ်နေတဲ့အချိန်ကာလမှာကုသကောင်းမှုဆိုတာဖြူချရတာဖြစ်တယ်ကုသကောင်းမှုတစ်ချိန်တစ်ခါပြုလိုက်ရတဲ့ကုသကောင်းမှုဟာဘဝတန်တရားမှာတန်ဖိုးကြီးမားမှု ပြန်လီပေးအပ်မှာဖြစ်တယ်ဒီလိုယုံကြည်ချက်နဲ့ကုသကောင်းမှုလုပ်ကြအခုလိုမြတ်စွာဘုရားသာသနာတော်ကြုံတွေ့နေတဲ့အခါမှာမိမိရဲ့တရားတရားလို့ဆိုတဲ့အရင်ဒီဥစ္စာ ဥပမာတစ်ခုပြောရမယ်ဆိုရင်ကနေ့ခေတ်မှာစူပါမားကတ်ဆိုတဲ့ဆိုင်ကြီးတွေရှိတယ်နော် shopping mall တို့ shopping hall တို့ city mart တို့ဆိုတာမျိုးတွေလူတွေအလုံးသိနေကြတယ်ဘာဝယ်ခြင်းဝယ်ခြင်းအဲ့ဒီစူပါမားကတ်ကြီးတွေဝင်သွားလိုက်လို့ရှိရင်အကအစဘလို့ရှိတာတွေအကုန်ရနိုင်တဲ့အနေအထားမျိုးရှိတယ် ဝေချေတနာပြည့်စုံတဲ့ပုဂ္ဂိုလ်တွေဟာကိုလိုချင်တဲ့ပုဂ္ဂိုလ်တွေကိုလိုချင်တဲ့ပစ္စည်းဥစ္စာတွေကိုအလွယ်တကူရယူနိုင်တာအခုလည်းပဲမြတ်စွာဘုရားသာသနာတော်နဲ့ကြုံတွေ့နေရတဲ့အခါမှာမြတ်စွာဘုရားရဲ့သာသနာတော်ဟာဥပမာမယ်စူပါမားကတ်ကြီးနဲ့လာသရန်တူတယ်လို့မှတ်ရမှာဖြစ်တယ်ဒီဥပမာကအခုခေတ်နဲ့ပြောလို့ခဏိမပေါ်တဲ့ဥပမာမဟုတ်ဘူး မြတ်စွာဘုရားရဲ့သာသနာတော်ဖရာပြိဋိဘံစံပြီးအနှစ်900နှစ်900မြောက်မှာ900ကျော်တော့ဖြစ်ပေါ်လာတဲ့ရှင်းသာမှတ်တမ်းတင်ထားတဲ့မိလိန်တာပညာချမ်းမှာဒီဥပမာကိုပေးထားတာဖြစ်တယ်ပေါ့အဲ့တော့ရှင်းတော့လည်းအခုလိုပစ္စည်းမျိုးစုံဝယ်လို့ရတဲ့နေရာမျိုးတွေဟာရှိကောင်းရှိနိုင်တယ်ပေါ့နော်အဲ့ဒီလိုမျိုးစုံရှားရှိနိုင်တယ်လို့မြတ်စွာဘုရားသာသနာတော်ဟာလည်း တကယ်ကိုဒီလိုချင်တဲ့ပစ္စည်းတွေကိုရနိုင်တဲ့စူပါမားကတ်ကြီးတစ်ဖွဲဒီထဲမှာဝင်ရောက်လာတဲ့ပုဂ္ဂိုလ်တွေဟာကိုလိုချင်တာတွေကိုကိုရွေးခေါက်ပြီးမိမိမှာငွေကြေးတနာအလုံးလုံးရှိပြီဆိုရင်လိုချင်တာအကုန်ရနိုင်တယ်။မြတ်စွာဘုရားသာသနာတော်မှာလည်းပဲထို့တူပဲသာသနာတော်နဲ့ကြုံတွေ့နေရတဲ့အခါမှာဝါစုကလမဝါစုသင်္ကန်းကတ်ကြတယ်။ဝါကျွတ်တဲ့အခါမှာအခုလို့ ကျောင်းလေကျောင်းလေမှာသွားပြီးကထိန်သင်္ကန်းဆိုတာကတ်လို့ကြတယ်။ဝါဆိုသင်္ကန်းကပုဂ္ဂလိကကတ်လို့လို့ရတော့လေကထိန်သင်္ကန်းချတာတော့တန်ဂိကပဲကတ်လို့ရတာဖြစ်တယ်။အဲဒီလိုတခြားချိန်တွေမှာလည်းသင်္ကန်းတွေကတ်လို့လို့ကျောင်းဆောက်ကြတို့လှူချတန်းကြတို့ဆိုတဲ့ဟာဒီပြုလုပ်ကြရတာဖြစ်တယ်။အဲဒီမှာစူပါမတ်ကတ်ကြီးနဲ့ပစ္စည်းမျိုးစုံလှတဲ့စူပါမတ်ကတ်ကြီးနဲ့လာဒရန်တူတဲ့ ရသော်ပြားရဲ့သာသနာတော်နဲ့ကြုံတွေ့တဲ့အခါမှာကုသနာမှာဒီတာမန်စုဘမကဲတွေ့ဝင်ရောက်တဲ့ပုဂ္ဂိုလ်ဟာဝေချီအလုံးတော်ချီဖို့လိုတယ်လို့ရသော်ပြားသာသနာတော်တွေ့တဲ့အခါမှာကြတော့ဒီမကဲကြီးတဲ့ဝင်လာလို့ရှင်အရေးကြီးဆုံးကတော့တထာဆိုတဲ့ဝေချီရှိဖို့ပဲလိုတယ်ဉာဏ်မလိုဘူးနော်ယုံကြည်မှုဆိုတဲ့တထာ အဲ့ဒီတရားရှိပြီဆိုရင်ကုလိုချင်တာကုံရနိုင်တယ်လို့သူတို့ပြောတယ်။တရားရှိတဲ့ပုဂ္ဂိုလ်တွေဟာဥပမာမဲကထိန်ကိုအကြောင်းပြုပြီးကထိန်ကုသိုလ်ကြီးတွေရတယ်။ဝါစုဥဝါစုသင်္ကန်းကပ်ပြီးတော့ကုသိုလ်တွေရတယ်။ကျောင်းလူပြီးတော့ကျောင်းကုသိုလ်တွေရတယ်။တခြားအလှကိစ္စတွေလုပ်ပြီးသာသနာတော်နဲ့ဆက်ပြီးတော့ကုသိုလ်ကောင်းမှုတွေလုပ်တဲ့အခါမှာထိုကုသိုလ်ကောင်းမှုကြောင့်ကြီးမားလာတော့မျိုးစုံလာတဲ့အကျိုးကျေးဇူးတွေကိုရရှိမှာဖြစ်တယ်။ အဲ့တော့ဈေးဝယ်တာပုံစံနဲ့အလားသဏ္ဍာန်တူတယ်။အဲ့ဒီဥပမာကိုမိလိန်နာပညာချမ်းမှာပြောထားတဲ့စကားလေးကိုမှတ်သားချိနော်။သာသနာတော်နှစ်နှစ်900ကျော်နောက်ပိုင်းမှာဖျားပရိနိဗ္ဗာန်စံပြီးနှစ်900ကျော်မှ ဖြစ်ပေါ်လာတဲ့ချမ်းမှာသူကမြတ်စွာဘုရားသာသနာမှာရရှိနိုင်တဲ့ဒီပစ္စယဥစ္စာတွေနဲ့တူတဲ့ အကျိုးကျေးဇူးတွေဟာဘာတွေလဲလို့ဆိုတာကိုဖော်ပြထားတာအာယုအာရောဂတံဝဏ္ဏသက်ခံဥစ္စာကုလိနာတံအတံကတံသသင်္ကတံအဋ္ဌိတပ်ပါပဏိစီနေမြတ်စွာဘုရားသာသနာတော်မှာခင်းကျင်းထားတဲ့စူပါမတ်ကတ်ဆိုတဲ့ဈေးရုံကြီးတဲမှာ shopping mall ကြီးတဲမှာ ဘာတွေရနိုင်တော့ဆိုလို့ရှင်ဖြစ်နေရဘဝမှာဒီအသက်ရှိခြင်းနဲ့ဆိုလို့ရှင်လေအသက်ရှိခြင်းနဲ့အရာဝယ်ယူလို့ရတယ်လို့သူဆိုလို့ရတယ်နော်အဲ့တော့လူတွေဟာအသက်ရှိတယ်အသက်တူတယ်ဆိုတာဘယ်သူမှပြုမိမိမှုဆိုတဲ့အတိုင်းကိုလုတ်ခဲ့တာတွေပေါ်မှာအခြေခံပြီးတော့အသက်ရှိကြတယ်အသက်တူကြတယ်ဆိုတာဖြစ်တယ်အဲ့ဒါကြောင့်အသက်ရှိခြင်းဆိုတဲ့အကျိုးကျေးဇူးကိုရချင်လို့ရှင်လေဒီ မြတ်ဗုဒ္ဓသာသနာမှာခင်းကျင်းထားတဲ့ဆေးရုံတော်ကြီးတွေမှာရှိတယ်။လောကလူတွေကတော့အာယုတွေကဆေးဆိုပြီးတက်ရှိဆေးဆိုပြီးတော့ဖော်ပြီးတော့ရောင်းကြတာတွေရှိတယ်။အဲ့ဒီဆေးတောင်းလို့ကတော့ရှိသလားမရှိဘူးလားမသိကြဘူးပေါ့။မြတ်စွာဘုရားသာသနာတော်မှာဒီဖရာရဲ့ဆေးရုံတော်ကြီးမှာဝယ်ယူ30ရက်ဟာကတော့တကယ်ကိုအသက်ရှိစေနိုင်တယ်လို့ဘလောက်ထိအောင်အသက်ရှိတုံးဆိုလို့ရှိရင် ဇန်တရားကိုအာထုတ်ပြီးတော့မြမဖြစ်သွားမယ်ဆိုရင်ကဘာထီအောင်ရှိတယ်အဲ့စတုမာရိဌာနသီလကောင်းမှုလုပ်ပြီးတော့စတုမာရိနတ်ဘုံရောက်လို့ရှိရင်ဒီဘလောက်အသက်ရှိတုံးဆိုတာခမန်းတွဲချီဖို့ရလူပြည့်အနည်း90မှာစတုမာရိဘုံမှာတည့်ရဖက်ရှိသေးတယ်ဆိုအသက်ရှိမှုတွေရတာဝရိန္ဒနတ်ပြည့်ကြတော့အလူပုံအနှစ်တရာမှသူ့မှာတည့်ရဖက်ရှိသေးတယ်လို့ အဲ့လိုမြင့်တက်သွားတယ်။ရှာမဏဘုံဆိုလို့ရှိရင်အနှစ်200မှသူကတရက်ပဲရှိသေးတယ်ဆိုတက်တန်းကဘလောက်ရှိ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 သွားတယ်။နတ်ဘုံနေမဲ့အသက်ကိုမြောင်များစွာလူတွေနဲ့နှစ်နဲ့ရေတွက်လို့မရအောင်ရှိလျားတယ်။ကြည်လီဟုပฏิပုဇိကနတ်သမီးရဲ့ဝတ်ထုကို ကြည်လိုက်မယ်ဆိုလို့ရှိရင်ပန်းခူရင်အပြောပါနတ်သစ်ပင်ပေါ်မှာတက်ပြီးပန်းနေခူရင် ောက်ကပန်းကုန်းညရင်နဲ့နှစ်သမီးတယောက်စုရစေကြပြီလူပြေရောက်သွားလူပြေရောက်ပြီလူပြေမှအိမ်တော်ရဲ့သားကြအဖွားကြီးဖြစ်ပြီးပြန်ဆုံးသွားတဲ့အချိန်မှာဟိုမှာပန်းခုလို့မပြီးသေးဘူးဆိုတော့တက်တန်းချင်းကဘလောက်กว่าလဲဆိုတာစဉ်းစားကြည့်နော်အဲ့တော့စဉ်းစားကြည့်မယ်ဆိုရင်လည်းကိုမြင့်မောင်မှာတရိษံလေးတွေရဲ့အသက်ဟာအလွန်တူထောင်းတာပဲလူတွေဟာကိုရှိနောက်ဆုံးမှာကိုအိမ်မှာမွေးထားတဲ့ကြောင်ကလေးတွေခွေးလေးတွေရဲ့တက်တန်းဘလောက်တူတော့ခဏလေးပဲ ခုပဲမနေ့တနေ့မွေးတကြာရွယ်ရောက်နောက်တည့်ရက်မရှိတော့ဘူးဆိုမျိုးတွေဖြစ်တယ်။အဲ့ဒါလိုပဲလူတွေနတ်တွေကလည်းလူတွေကိုကြည့်လိုက်မယ်ဆိုရင်တက်တန်းကအလွန်တိုးတယ်။အဲ့ဒီတက်တန်းရှည်တဲ့ဘဝမျိုးကိုရောက်ဖို့ဆိုတာလည်းပဲမြတ်စွာဘုရားရဲ့သာသနာမှာတည်ခင်းထားတဲ့ဈေးဥတော်ကြီးထဲမှာဝယ်ယူလို့ရတယ်။ကိုကျင်းသီလကိုစောင့်တည်ခြင်းအဖြစ်ဒီတရားဆိုတဲ့စွာအားနဲ့ အရင်နှိပြုပြီးတော့ဝယ်ယူလို့ရတယ်လို့သူတို့ဆိုတယ်။အရောဂတာတဲ့ကျမ်းမာတယ်ဆိုတဲ့အခြေအနေကောင်းကြီးတစ်ခုကိုလည်းပဲအဲ့ဇေယုံထဲမှာဝယ်ယူလို့ရတယ်။နောက်အစင်းလပ်ပမှုကိုယ်သားကိုယ်ရည်စုပ်ပြေမှုဆိုတဲ့ဘဝမှာလပ်ပစုပ်ပြေရုပ်ဆင်းအင်္ဂါပြည့်စုံမှုဆိုတာလည်းပဲဝယ်ယူလို့ရတယ်။တက်ခအရာရာမှာအကောင်းဓာရေးရွယ်သုံးရတဲ့အနေအထားမျိုး လူဘွားရောင်းလေလူထဲမှာမြင်သမျှအစင်အာယုံကြားသမျှအတန်အာယုံတွေအကောင်းတွေကြီးပဲကောင်းပြီဆိုတာတွေကိုသုံးခွင့်ရတယ်ဆိုတာတက်ခအဲ့ဒီတက်ခဆိုတဲ့အနေထားမျိုးကိုရဖို့ဟာလည်းပဲဒီဆေးဦးကြီးတွေမှာရှိတယ်။ဥစ္စာကုလိနလူဘွားရောက်လာတဲ့အခါမှာလည်းပဲဘဝမှာအစင်တန်းမြင့်တဲ့ဘဝယာဓုကုန်သိစေစေဥစ္စာမြင့်တဲ့အနေထားမျိုးရဖို့ဆိုလို့ရှိရင်လည်းဒီဆေးဦးကြီးတွေမှာ ဝယ်လိုက်မယ်ဆိုလို့ရှိရင်ဖြစ်နေရဘဝမှာအောက်တန်းနောက်တန်းမရောက်ဘူးလို့ဆိုလို့တယ်ဒါတွေမကဘူးချင်းချုပ်ပြောလိုက်ရင်အသင်္ကတေသသင်္ကတာပစ္စည်းဥစ္စာနဲ့ပြောမယ်ဆိုရင်ကုန်တိုင်းစရာမရှိလို့လောကမှာကောင်းမေညွန့်မေဆိုတဲ့ပစ္စည်းဥစ္စာမှန်သမျှအပြင်အသင်္ကတာလို့ဆိုရဲကံစိတ်ဥဒုအာရသို့မဟုတ်ကံတို့ကိလေသာတို့ကပေါင်းဆက်ပြီးဖန်ဆီးထားတဲ့ဖန်တီးထားတဲ့ပစ္စည်းဝတ္ထုမဟုတ်ဘဲနဲ့ တကယ်ကိုသာဝရခိုင်မြဲတဲ့အသင်္ကတအငိမ့်ထနိဗ္ဗာန်ဆိုတာကိုလည်းပဲဟောဒီဇေယုံကြီးထဲမှာဝယ်လို့ရတယ်လို့သူဆိုတယ်နော်အဋ္ဌိတပ္ပပနိဇိနိဒီဇေယုံထဲမှာအာလုံးရနိုင်တယ်ကိုယ်ကပြောရလို့ရှိရင်လူ့ဘဝလူချမ်းသာနတ်ဘဝနတ်ချမ်းသာပြမဘဝပြမချမ်းသာနိဗ္ဗာန်ချမ်းသာအာလုံးကိုဒီဇေယုံကြီးထဲမှာဝယ်ယူလို့ရတယ်လို့သူဆိုလို့တယ် ဒါဖြင့်ဝယ်တဲ့အခါမှာတမိုးတွေကကြီးသလားရှော့ပင်းမောတို့ဘာလို့တို့ပဲဆိုရင်ဝေနေနေနဲ့မရနိုင်တဲ့ပစ္စည်းတွေအများကြီးရှိတယ်ဒီမှာကျတော့နည်းနည်းလေးနဲ့လည်းဝယ်လို့ရတယ်တဲ့အပေနဘုကေနာပိကမ္မမူလေနကသတိဝယ်လို့ရနိုင်တာဘာမှမပြတ်ပါတော့တဲ့ပစ္စည်းလေးနဲ့လည်းနိဗ္ဗာန်ချမ်းသာကိုရလို့ရတယ်ဥပမာမဲ့ဆွန်တဆွန်လှူပြီး ဣဒံမေပုံညာနေဗနတပစ္စယဟောတုဒါလေးကအချိန်နေကောင်းတစ်ခုကိုဖန်တီးပေးလိုက်လို့ကောင်းမြတ်တဲ့ဘဝရောက်သွားတယ်ရောက်တဲ့ဘဝမှာဆက်လက်ကြိုးစားအထုတ်ခြင်းကြောင့်ဆွန်လေးတစုံပန်းလေးတစ်ပွင့်ကိုအခြေခံပြီးတော့နိဗ္ဗာန်ချမ်းသာကိုလည်းရသွားနိုင်တယ်လို့ဒီလိုဆိုလိုရပေါ့နော်ဝေလမအလှတို့လိုအတ္တမကြီးမားတဲ့ပစ္စည်းအလှတန်းကြီးကိုလှူပြီးတော့လည်းပဲဒီကိုလုတ်တဲ့ကုသိုလ်ကံရဲ့အရှိန်အဝါအားလျော်စွာ ကိုယ်တဲ့ကိုလုတ်တဲ့ကုသကံဟာနည်းသည့်ဖြစ်စေများသည့်ဖြစ်စေနိဗ္ဗာန်ကိုဥတည်ပြီးလုံးလိုက်မဲ့ဆိုရင်နိဗ္ဗာန်ချမ်းသာတည်းအောင်အကျိုးပေးနိုင်တယ်ကမ္မမူလနကရတိအဲ့ဓာရီနဲ့ပဲရယူနိုင်တယ်လို့ဆိုတယ်ဒါကြောင့်မို့လို့တာဝုတိုက်တွန်းထားတာဒီမြတ်စွာဘုရားကကိနိတဝသတ္ထမူလနတထာဆိုတဲအရင်ဤဥစ္စာ ပေးပြီးတော့ အခုပြောတဲ့တမိုးရှိတဲ့အရာတွေလူလောကထဲမှာလူချင်းစရာကောင်းတဲ့တမိုးရှိတဲ့အရာတွေအသက်ရှိခြင်း၊ကျန်းမာခြင်းလူဘဝတွေမှာဆင်းအဆင်လှပခြင်းကောင်းမေညွန်းမေဆိုတဲ့ပစ္စည်းဥစ္စာတွေရရှိခြင်းစီတဲ့ဥစ္စာအချမ်းရမျိုးရိုးမြင့်မြတ်ခြင်းစတဲ့အကောင်းဆုံးအရာတွေအပြင်နောက်ဆုံးမှာနိဗ္ဗာန်ချမ်းသာအထည် ဒီဈေးဦးတော်ကြီးမှာဝင်ရောက်ပြီးတရာဆိုတဲ့အရင်နှစ်ပေးလိုက်မယ်ဆိုလို့ရှိရင်တရာအရင်နှစ်ဖြင့်ဝယ်ယူလိုက်ပါတဲ့အခုဒီနေ့သာသနာ့သောတာယုံကျောင်းတိုင်းမှာပရိယပฏิပတ်နေရာကျိုးကိုအထောက်နေကြတဲ့တန်ဃာတော်ရှင်မြတ်ကြီးရဲ့ပရိယတိကုံပฏิပတ်တိကုံကိုအာယုံပြုပြီးကထေသင်္ကန်းဆက်ကလှူဒန်းနေတန်ဂိကဌာနလှူဒန်းနေကထေလျာသင်္ကန်းဖြစ်ဖြစ် သပရိဝါဒဌာနဖြစ်အောင်ပစ္စည်းဝတ္ထုများကိုဆက်ကလှူဒန်းတယ်ပင်သံဃာတွေကိုကထိန်လျာဖြစ်ကထိန်ကထိန်ချမ်းရံဖြစ်ဖြစ်ကထိနာကံဆောင်ရံပင့်ထားတဲ့သံဃာတော်အရှင်မြတ်တွေကိုလည်းလှူဒန်းတယ်စွန့်သင်္ကန်းကြောင်းဆေးဆွာလို့အားလုံးအတွက်ရည်မှန်းပြီးတော့ပစ္စည်းလေးပါးကိုလှူဒန်းတယ်စံခဲ့ပဲပေါ်စဉ်ချိုချင်ရတာဖြာဖြာတို့ဆက်ကတ်တယ်မိမိတို့ကိုယ်တိုင်လဲတရဏဂုံ၃ပါးနဲ့တော့၅ပါးတိလာကိုခံယူဆောက်တည်တယ်ဆိုတယ် ကုသိုလ်ကောင်းမှုမျိုးစုံအောင်လှုပ်ထားတာဖြစ်တဲ့အတွက်ကြောင့်တရားဆိုတဲ့အရင်းနှီးတစ်ခုတည်းကိုအခြေပြုပြီးတော့ကုသိုလ်မျိုးစုံလှုပ်ထားတဲ့အတွက်ကြောင့်ရလာမဲ့ပစ္စည်းရလည်းပဲမျိုးစုံရမှာပဲဖြစ်တယ်သို့သောနောက်ဆုံးဥတည်ချက်အနေနဲ့ကတော့နိဗ္ဗာန်ချမ်းသာကိုဥတည်ပြီးတော့ပြုလုပ်ကြရမှာဖြစ်တယ်ဒီကနေ့ကထိန်တကကထိန်မရရဆောဘုရားကတိုက်တွန်းတဲ့အတိုင်းကိနေတဝသတ္တ မူလီနသမိဒ္ဓဟောထဘိခောတရာရိဟုသောယင်ကပစ္စည်းဥစ္စာကိုပေးပြီးဝယ်ယူလိုက်ကြတဲ့ဘဝမှာပြည့်စုံတဲ့ဘဝကိုရရှိကြမှာဖြစ်တယ်ပြည့်စုံပြည့်စုံအောင်မိမိတို့မှာအကျိုးကျေးဇူးတွေကို ရရှိကြမှာဖြစ်တယ်မြတ်စွာဘုရားကအခုလိုတိုက်တွန်းတဲ့အတိုင်းဒီကနေ့ဒုဒ္ဒရေကုသိုလ်ကောင်းမှုကိုပြုလုပ်ကြရပါပြီတရားနာရား တာရုခွယရောက်ရှိလာကြတဲ့တရားနာပရိသတ်ပေါင်းသူတို့ကောင်းတို့ဟာလည်းပဲစူပါမားကတ်ကြီးထဲမှာဝင်ရောက်ပြီးတရားတော်မှာနှာယူခြင်းဖြင့်ကုသိုလ်ကောင်းမှုတွေကိုရယူကြတာဖြစ်တယ်။အလုံးဟာတန်ဖိုးရှိတဲ့အရာတွေကိုဒီကနေ့ရလိုက်ကြပြီလို့ဝမ်းမြောက်ချီးမွမ်းပီတိဒူးဖြင့်မိမိတို့တဏ္ဍာမှာကုသိုလ်တရားတွေဖြစ်ပေါင်းအောင်ကြိုးစားအထောက်နိုင်ကြပါစေကုန်သတည်း။ ิดาปุยตัดวามยาสวาปียังกว่า ฉันลาจาวาจีตัดวามยาสวาปียังกว่าฉันลาจาวาจีมิดายจัง ngập xa Nghĩ chân gia và di Biết đã di chân Tu ngập xa Nghĩ chân gia và di Thế sĩ chân mà Sĩ chân là Núi ở sàn đạp di và di Núi ở ဖတ်ရှိကြမ္မာဖတ်ရှိကြမ္မာစိတ်ချမ်းသာစိတ်ချမ်းသာတို့ရဆန္ဒပြေပါစေတို့ရဆန္ဒပြေပါစေဘုလန္တဒုက္ခပင်ကစားမေတ္တာပုံနေတုသင်္ကမမနောတရတိသဗ္ဗေတံဘဝယန္တုဒုက္ခနကမေတ္တာပုံနေတုသင်္ကမ စုပေါင်းဘုအမိတ္တတဟူရောင်မြူပဝင်းဝေလမင်းနှင့်ရောင်ရှင်ရှေယုံပေါင်းဆောင်ရခြင်းကြောင့်သဗ္ဗိသံကျွမဲ့ဥတ္တုံလုံးစုံများစွာတတ္တဝါတို့၏မနောတရတိမြင်မြတ်ဖြူစင်အကြည်လင်းသည့်ရေစင်ပြည့်တင်းစိန်နှလုံးတည်းဟူသော ရေအိုင်ကြီးအတွင်၌ဒုက္ခပင်အစစင်ထောရအေမြจิตာတာယာပွင့်လန်းချမ်းသာဒုက္ခတည်းဟူသောကုမုဒ္ဒရာဇာဘန်တို့သည် ဖုံးလန္တဝန္တရွှေမြူဝမုံလူလျက်ជីနူးဝဲကြုံဖူးပွင်းညကုန်သည်ဖြစ်၍သူကန္နကာလေးအောင်လေးတဲ့ရောရှက်တင်ပြန်ပိတိတိဟုသောယနန်းတို့သည်ဘဝရန်သူကောင်းစွာမသိကြိုင်လန့်၍နေကြပါစေခုံးတည်း